စကိုင်းမြို့တွင်ငလင်ဘေးတင့်တီသူတွေကိုလာရောက်နှူရမ်းတဲ့အလွန်ဝင်တဲ့ပစ္စည်းတွေကိုပြူစောတီအဖွဲ့တွေနဲ့ရကျေးအုပ်ချုပ်သူတွေကဖိအားပေးယူဆောင်နေတယ်လို့သိရပါဗျ။ပြူစောတီတွေဟာအလူရှင်တွေလာရောက်နှူရမ်းတဲ့ငွေနဲ့ပစ္စည်းတွေကို၎င်းတို့စကန်တွေနဲ့ဖြူအဖွဲ့ဝင်တွေနေထိုင်တဲ့ကျေးရွာတွေကိုတွားရောက်နှူရမ်းမှုဖိအားပေးခိုင်းစေတယ်လို့ဒေတာကန်တွေထံကသိရပါဗျ။ ပရိဒါကားရေနောက်ကစိုင်ကယ်ရေနဲ့နောက်ကလိုက်ဖျားပေးနေတာလို့စကိုင်းဒေတာကန်တူက ERI Times ကိုပြောပါရယ်။ပြူစောအထင်းတွေကအမှုရှင်တွေရဲ့ကားရန်တွေနောက်ကိုစိုင်ကယ်ရေနဲ့လိုက်ပြီးအမှုပစ္စည်းတွေကို၎င်းတို့လက်ထဲအနှံဖို့နဲ့လိုအပ်သူတွေကိုကျေးရွာအုပ်ချုပ်ရေးမှုကတဆင့်အမှုရန်ပေးသွားမယ်လို့ပြောဆိုတယ်လို့သိရပါရယ်။ထာအပြင်စကိုင်းကနေမင်းကွန်ဘက်ကိုတွားရောက်မဲ့အမှုရှင်ဖွဲ့တွေကိုလည်းစစ်ကောင်စီခန့်ရဲကျေးအုပ်ချုပ်ရေးမှုတွေနဲ့ ချိတ်ဆက်ထားခြင်းမရှိပါကတွားရောက်ခွင့်မပြုဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်အကူအညီလိုအပ်နေတဲ့သဂိုင်းမြုပ်ကန်ပြည်သူတွေထံလာရောက်ကူညီတဲ့ကယ်ဆယ်ရေးပစ္စည်းတွေနဲ့အခြေခံစားတောက်ကုန်တွေကိုသဂိုင်းမြုပ်ကတမတုံတုံတရင်တွင်ပို့ဆောင်ခိုင်းတယ်လို့သိရပါဗျ။စကိုင်းငလင်တန်ကြောင့်မြူရင်းသေဆုံးသူတွေရဲ့ရုပ်လောင်းတွေကိုဒီနေ့တိုင်တူးဖော်နေရဆဲဖြစ်ပြီးအခုညီတွေလိုအပ်နေတယ်လို့သိရပါဗျ။ စစ်ကောင်စီဟာငလင်းတန်းတင့်ပြည်သူတွေကိုထိတိယောင်ယောက်ကူညီနိုင်ဖို့လှုံ့ဆော်နေတာထက်စခိုင်းငနေနဲ့မန္တလေးငလင်းအခေါ်အဝေါ်ကိုသာအဓိကထားပြုပြင်နေတာကိုတွေ့ရပါဗျ။